PDF ဖွဲ့များခိတ္တဆုံးမထားတဲ့မတရားမျိုးနယ်စေတော်ကြီးကြီးလောင်တမန်နဲ့ပတ်ဝန်းကျင်ဒေသတော်ဝိုက်အားတပ်မတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ PDF များခိတ္တထိန်းချုပ်ထားတဲ့စေတော်ကြီးကြီးရွာအပါအဝင်စေတော်ကြီးကြီးလောင်တမန်နဲ့နိုင်ငံအကျိုးပြုဆက်ယုံအလို့ယုံတို့အားထိခိုက်ပျက်စီးမှုအ ਨੇ စုံဖြင့်ပြန်လည်ရရှိရဲ့အတွက်စီမံချက်များအစဉ်အဆက်ရေးဆွဲပြီးစစ်ကြောင်းများခွဲ၍ချိန်မုံခဲ့ရာ2025ခုနှစ်ဩဂုတ်လ24ရက်တွင်ဖျောင်းတောင်တပ်ထုတွင်ဒေသတော်ဝိုက်အား၎င်းဩဂုတ်လ28ရက်တွင် FRB လက်မည်စစ်ယုံအား၎င်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအကြံဖက်သမားများအနေဖြင့်ထိခိုက်ကြဆုံးမှုများစွာဖြင့်မတရားဒေသမြောက်ဖက်ချမ်းသို့ဆုတ်ခွာသွားကြောင်းသိရပါသည်။၂025ခုနှစ်အောက်တိုဘာ20ရက်မှစတင်၍အကြံဖက်ချိန်မုံရေးစစ်စင်ရေးအားဆက်လက်ဆောင်ရွက်ခဲ့ရာတပ်မတော်အနေနဲ့ဆယ်တော်ကြီးလောင်တမန်၏အရှိဘတ်တပြေဒူးဘက်မှစစ်ကြောင်းတစ်ကြောင်းတန်ဘူဘက်မှစစ်ကြောင်းတစ်ကြောင်းဆယ်တော်ကြီးလောင်တမန်၏တောင်ဘက်အဖာဘီလက်မြေစစ်ရုံနီးရှိစခန်းသာကြပင်တန်ကုန်းဘက်မှစစ်ကြောင်းတစ်ကြောင်းစခန်းသာတဖန်ကိုင်းစခန်းသာတဖန် ကိုင်းတရာဂုံဘက်မှစစ်ကြောင်းတစ်ချောင်းဆယ်တော်ကြီးလောင်တမန်ကြီးအနောက်တောင်ဘက်မှအထောက်ကူပြုစစ်ကြောင်းတစ်ချောင်းစတဲ့စစ်ကြောင်း၅ချောင်းဖြင့်တိုက်စစ်ဆင်ခဲ့ကြောင်းသိရပါတယ်။ပီလီယံများအနေဖြင့်လည်း၎င်းတို့ခိတ္တထိန်းချုပ်ထားတဲ့မြို့ရွာများဒီလောင်တမန်တို့အားလက်မလို့ရရည်ပြည်သူလူထု၏လူနေအဆောက်အုံများဆယ်တော်ကြီးဆယ်ဤရေထင်းတကားများရေလဲဆယ်များကိုအကာအကွယ်ရောက်ရည်၎င်းရေထင်းတမန်နှင့်ပတ်ဝန်းကျင်တွင်ကွန်ကရစ်ဘဏ်ကများမြေခွေးချင်းများနှင့်ဆက်သွယ်ရေးမြောင်းများကိုတည်ဆောက်ရည်၎င်းအခိုင်အမာခံစစ်ပြန်လည်ခုခံခဲ့တော်လဲ လုံကျွေးတပ်ဖွဲ့များအနေဖြင့်နိုဝင်ဘာ9ရက်နေ့နေ့လယ်ပိုင်းတွင်ဆယ်တော်ကြီးရေလောင်းတမန်နှင့်နေမြေကန်တက်ဌာနချုပ်ပတ်ဝန်းကျင်အားလုံးကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ထို့သို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်စင်ရေးကာလ16ရက်အတွင်းတောင်ချန်သူများနှင့်တိုက်ပွဲကြီးငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးတောင်ချန်သူများထံမှအလောင်း14လောင်းလက်နက်မျိုးစုံ60လက်နှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆဲရမိခဲ့ပြီးလုံကျွေးတပ်ဖွဲ့ဝင်အချို့နိုင်ငံတော်အတွက်အသက်ပေးခဲ့ရကြောင်းသိရပါသည်။